အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ပေပုတ်သတင်းနဲ့စားရအောင်ပါပေပုတ်လို့ခေါ်တဲ့ပေပိစာကိုတရုတ်နိုင်ငံကဆွေးနွေးညှိနှိုင်းရေးနှီးပြူဟာအဖြစ်အသုံးပြုနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ် တရုတ်အမေရိကန်ကုတ်သွဲစစ်အတွင်းတရုတ်ကုတ်သည်တွေက အမေရိကန်ကပဲပီဆာလို့ခေါ်တဲ့ပဲပုတ်တင်သွင်းတာကိုရက်ဆိုင်ထားတဲ့အတွက်အမေရိကန်လက်သမားတွေကဒေါ်လာဘီလီယံနဲ့ချီပြီးဆုံးရှုံးနေတာဖြစ်ပါတယ်ပေပိစာကိုအမေရိကန်လက်သမားတွေကစာဥရာတီမှာရိတ်သိမ်းတာကြောင့်ဒီအချိန်ဟာအတိကရောင်းချရတဲ့ရာသီဖြစ်ပါတယ်။ကဘာမှာပေပိစာအများဆုံးဝယ်ယူတဲ့တရုတ်ကဒီနေ့မှအမေရိကန်ကမဝယ်ဘဲနဲ့တောင်အမေရိကဈေးကွက်ဘက်ကိုလက်သွားခဲ့တာဖြစ်ပါတယ်။ သမဒါထရက်ဟာတရုတ်သမဒါရှီကျင်းပင်နဲ့လာမယ့်ရက်သက်သက်ပတ်၄ပတ်အကြာမှာတွေ့ဖို့ရှိနေရမှာ အခုပေပီစာကိစ္စဟာဆွေးနွေးပွဲရဲ့အဓိကခေါင်းစဉ်ဖြစ်လာမယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံရဲ့ရင်းနှံတွေတင်ဆောင်ပေးနေတယ်လို့တန်တရားရှိတဲ့တစေသေးမောတစည်းကို ပြင်သစ်ရေတပ်ကဝင်ရောက်စီးနေပြီးအစစ်မြစ်တင်ပေါ်အရာရှိနှယောက်ကိုထိတ်သိမ်းထားလိုက်ပါတယ်။ပြင်သစ်အထူးတပ်ဖွဲ့တွေကပင်လယ်ထဲမှာပဲရုရှားပိုင်ရင်းနှံတွေကို တဲ့ပို့နေတယ်လို့ယူဆရတဲ့သစီသင်္ဘောကိုစီးနှင်းခဲ့တာဖြစ်ပါတယ်။မကြသေးခင်ကဒိမတ်နိုင်ရဲ့အပေါ်မှာဖြစ်ခဲ့တဲ့ဒရုန်းပြန်တမ်းမှုတွေမှာဒီသင်္ဘောပါဝင်တယ်လို့ပြင်သစ်ကတန်တရားရှိနေပြီးတော့ဒီသင်္ဘောဟာပြင်းထန်တဲ့ရန်လူမှုတွေမှာပါဝင်ပတ်သက်နေတယ်လို့လည်းပြင်သစ်သမ္မတကပြောပါတယ်။ဒီသစင်သင်္ဘောဟာဒိမတ်ကနေစက်တင်ဘာလ22ရက်နဲ့25ရက်ကြားမှာထွက်ခွာလာတာဖြစ်တယ်လို့သင်္ဘောစောက်ကြည့်ရေးအချက်အလက်တွေကိုကိုကာဘီ AFP သတင်းဌာနကထုတ်ပြန် ြန်ပါတယ်ဘီနေနိုင်ရဲ့အလံလွင့်ထူထားတဲ့ဘိုရကေးအမီနဲ့တင်းဘောကို ဥရောပသမဂ္ဂကအမီပြည့်စင်ရင်ထက်တွင်ထားပါရယ်အခုတော့ပြင်သစ်နိုင်ငံရဲ့ဘရက်မြို့မှာရှိတဲ့တရားရေးဝန်ထမ်းတွေကပြင်သစ်ရေတပ်ရဲ့စွပ်စွဲချက်တွေအပေါ်အခြေခံပြီးတရားစွဲဆိုနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပါရယ် နောက်တစ်ပုတ်ကတော့ဆွီရင်နိုင်ငံကနိုင်ငံရက်ချာအကူအညီတွေအကြောင်းပါစက်တင်ဘာလ26ရက်နေ့ကဆွီရင်အစိုးရကကဘာတဝက်အကြက်သေးတွေအတွက်ဆွီရင်ခိုရာတန်ပေါင်း985တန်ကိုအကူအညီအသစ်အဖြစ်ပတ်ပိုးမယ်လို့ကြေညာပါတယ် ဒါဟာအမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင်82သန်းကျော်ဖြစ်ပါတယ်။ဦးစားပေးသတ်မှတ်ထားတဲ့နိုင်ငံ10နိုင်ငံမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးရေး Corporation AGC SIDA ရဲ့ထုတ်ပြန်ချက်အရကတော့2025မကုတ်ခင်မှာမြန်မာနိုင်ငံအတွက်လူသားချင်းစာနာတဲ့အကူအညီအနေနဲ့ဆွီဒင်ခရိုနာ23သန်းအမေရိကန်ဒေါ်လာ2သန်းခွဲလောက်ပါဝင်မှာဖြစ်ပါတယ်။ စက်တင်ဘာလ17ရက်နေ့ကတော့ဆွီဒင်နိုင်ငံကယူကရိန်းအတွက်ရန်ပုံငွေလိုအပ်တာကြောင့်မြန်မာနိုင်ငံအတွက်ပေးနေတဲ့အကူအညီတွေကို2026ခုနှစ်ဇွန်လကုန်မှာဖြတ်တောက်တော့မှာဖြစ်တဲ့အကြောင်းထုတ်ပြန်ထားပါတယ်။နောက်ဆုံးသပုတ်ကတော့ရုပ်ရှင်ပရိသတ်တွေစိတ်ဝင်စားမဲ့တဲ့တင်ပါ အိန္ဒိယရုပ်ရှင်တွေကြည့်တဲ့ပရိသတ်တွေကတော့ထိတ်တဲမင်းသားဗီဂျေးကိုတီးကြမယ်လို့ထင်ပါတယ်။သူဟာဟိုးအရင်တခေတ်ကမင်းသားကြီးအမီတာဘတ်ချန်လို့ပဲအိန္ဒိယမင်းသားတွေထဲမှာနာမည်အကြီးဆုံးဖြစ်ပြီးတော့နိုင်ငံရေးထဲမှာပါဝင်လာတဲ့မင်းသားဖြစ်ပါတယ်။သမီးရုပ်ရှင်လောကရဲ့အကျော်ကြားဆုံးကျယ်ပွင့်နေတဲ့ကတူးလေးဖြစ်တယ်လို့အိန္ဒိယနိုင်ငံရဲ့ဝင်ငွေအကောင်ဆုံးရုပ်ရှင်မင်းသားလေးဖြစ်ပါတယ်။ သူဟာတမီနာဒူပြည်နယ်မှာနိုင်ငံရေးပါတီတစ်ခုကိုထူထောင်ထားပါတယ်။ TVK လို့အသူကောက်ခေါ်တဲ့သူ့ပါတီအတွက် မကြသေးခင်ကတော့မဲဆွယ်တရားပွဲတွေကျင်းပနေခဲ့ပါတယ်။ရုပ်ရှင်လုံငယ်မှာပြိတက်အားကောက်ကောက်ရထားတဲ့ VJ ဟာသူ့ပြိတက်တွေကိုသူ့ပါတီရဲ့အမာခံတွေအဖြစ်လဲပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့စက်တင်ဘာလနောက်ဆုံးအပတ်ထဲမှာလုတ်ခဲ့တဲ့သူ့ရဲ့မဲဆွယ်တရားဟောပွဲမှာတော့တဲရောက်ကြတဲ့လူတွေများလွန်းလို့လူတွေကြက်သိပ်ပြီးတိုက်စုံမှုတွေဖြစ်ခဲ့ရပါတယ်။ထောင်နဲ့တောင်းနဲ့ခြေရပြိတက်တွေကြားမှာလူညက်ပြီးအ ਨੇ ဆုံးလူ39ယောက်တိုက်စုံခဲ့ပါတယ်။ဒီအဖြစ်ပြက်ပြီးမှာတော့ VJ ကသူ့ရဲ့တရားပွဲတွေကိုနှစ်ပတ်ရပ်နာထားမယ်လို့ကြေညာထားခဲ့ပါတယ်။